ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါရစေဒီနေ့ညမှာရှင်မင်းကစားမဲ့ဘာစီလိုနာနဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်ကြောင်းပွဲကြို30ချက်ပေါ့လေဆိုတော့ဒီနေ့ညလည်းကျွန်တော်တို့အနေနဲ့ကျွန်တော် watch round တော့လုပ်ဖို့တော့ကျွန်တော်တွေးထားပါတယ်ဆိုတော့အချိန်ဒီကောင် watch round လုပ်သွားကြမယ်ပေါ့ဗျာကျွန်တော်ဘာစီလိုနာကိုကြည့်ကြမဲ့ညီကိုတွေတော့ရှိတယ်ပေါ့အင်တာမီလန်နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့စီမှာပြိုင်တဲ့အလောက်မရှိဘူးဆိုတော့ကျွန်တော်စောင့်တော့ကျွန်တော်ကြည့်ရမယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရအောင်ပါဆိုတော့ဒီနေ့မှာဘာစီနဲ့အင်တာနှစ်သင်းစလုံးကတော့လက်ရှိသူတို့ရဲ့ကိုစီတီတွင်းလိဂ်တွေမှာတော်တော်ကိုအချိန်ကြီးကောင်းနေကြတဲ့နေရာမှာပါတယ် အင်တာမီလန်ဆိုလို့ရှိရင်လည်းလက်ရှိမှာပေါ့နော်သူတို့ဒီအီတလီစီးရီးမှာတော်တော်ကိုဟုတ်နေတယ်ဒီချန်ပီယံစ်လိဂ်ဒီနေရာထိရောက်လာဖို့လဲဆိုလို့ရှိရင်တော်တော်ကိုခဲရင်းပါတယ်ဆိုတဲ့အသင်းတွေကိုသူတို့ဖြုတ်လာတာဘာစီလိုနာအတွက်ကတော့ချန်ပီယံစ်လိဂ်ဒီချီနီတီရောက်လာတဲ့နေရာမှာတခြားအသင်းတွေနဲ့ရှင်ရင်တော်တော်ကိုလွယ်တဲ့ပြိုင်ဘက်တွေနဲ့သူတို့တက်လာခဲ့တာဆိုတော့ဒါဟာဒီဘယ်လိုပြောလဲအင်တာမီလန်ကသူတို့အတွက်အဓိကစမ်းသပ်ချက်ပဲအင်တာမီလန်ကသူတို့ကိုအမှန်ကန်စမ်းသပ်မှာအဲဒီအကယ်လို့သူတို့ဒီစမ်းသပ်ချက်ကိုအောင်နေဆိုလို့ရှိရင်လည်း final ကိုရောက်မယ်အခွင့်အရေးဆိုတော့ဘာစီအတွက် လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ Hansi Flick ရဲ့အသင်းတွေကတော်တော်ကိုအချိန်ကြီးကောင်းသွားမှာပေါ့နော်ဆိုလက်ရှိသတင်းအနေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင် injury ပြဿနာတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီ Barcelona ဘက်မှာတော့တိုက်စစ်မှု Robert Lewandowski ကကျွန်တော်တို့မပါသေးဘူးပေါ့လေ hamstring injury ဒီလအစောပိုင်းကရခဲ့တဲ့ဒဏ်ရာကြောင့်သူမပါနိုင်သေးဘူးဆိုတော့တိုက်စစ်က Ferran Torres ပဲဖြစ်ဖို့များတယ်သူ့နောက်မှာတော့ Rafinha တို့ Yamel တို့နှစ်ယောက်နေပေါ့ဗျာဆိုတော့ဒါအပြင်ကျွန်တော်ဒီ Gerard Martin တို့ဘာလို့ဆိုလို့ရှိရင်တော့ ဒီအခုချိန်ဒီသူရဲ့ကြံ့ခိုင်မှု level ကြံ့ခိုင်မှုစစ်ဆေးတာဘောနော်ကျွန်တော်စောင့်ကြည့်ရအောင်ပါအဲ့ဒီစစ်ဆေးမှုအောင်မြင်နေဆိုလို့ရှိရင်တော့ကျွန်တော်ဒါဂျရမာတီနိုပါတို့ဒါလူစင်းတဲ့ကိုပြန်ပါမယ်ပေါ့လေဆိုတော့အီနီကိုမာတီနက်စ်တို့ကူဘာစီတို့ဂျူလီစကွန်ဒီတို့လည်းဒီတိုင်းပဲနော်သူတို့ကတော့လွဲမယ်လို့မထင်ပါဘူးပြီးခဲ့တဲ့ရီယယ်မက်ထရစ်နဲ့ပွဲမှာလည်းသူတို့ကစားခဲ့တာဆိုတော့ဂူဒမားတာစတီကန်ကတော့လက်ရှိမှာ action ပြန်ပြီးတော့လုပ်နေပြီဒါပေမဲ့လို့ပေါ့နော်ရှယ်ဇနီပဲပါလာအောင်ပဲအခြေအနေမျိုးပါဆိုတော့ဒီ အင်တာမီလန်ဘက်ကတော့ဒူဒူချာချာကြီးကျွန်တော်တို့အနေနဲ့ပေါ့နော်တိုက်ဒီအပြောင်းလဲတွေကမရှိဘူးဗျ။ injury ပြဿနာတွေဘာနဲ့ပတ်သက်လို့အဲ့လောက်ချီချီသူတို့ခေါင်းကဲစရာတွေရှိမနေဘူး။ဆိုတော့ဖြစ်နိုင်ချေပွဲထွက်လူစင်းနေမှာဘာစီဘက်မှာတော့ဂိုဒမရှစ်စနီပါမယ်။နောက်တန်းလေးယောက်နေရာမှာဆိုလိုချင်ဂျူလီစ်ကွန်ဒီကူဘာစီမာတီနက်စ်နဲ့ကျွန်တော်တို့ဒါအဲဂျရက်မာတင်တို့ဖြစ်မလားပေါ့နော်။ပြီးပြီးလို့ရှိရင်ကျွန်တော်တို့တမမဟုတ်တာလူငယ်ကစားမဖြစ်သူ Valdi တို့ပါလို့ကိုတွေ့ရမလားပေါ့ဗျာ။ကွင်းလယ်မှာတော့ဒီကြောင်ဘက်ထရီအတွက်ကတော်တော်လေးကိုအခြေဆက်မိနေပြီးတော့ ဒါရမဲရေရာဖင်ညာရေကတော့တည်ကြတယ်ပြီးရင်ဒန်နီအော်လ်မိုနံပါတ်10ရူမှာပါဖို့များတယ်တိုက်စစ်ကတော့ဖာရန်ဒိုရက်စ်ပေါ်လီဒါဟာလက်ရှိဘာစီလိုနာရဲ့လက်ရှိအခြေအနေဖြစ်နိုင်ကြီးအများဆုံးပွဲထွက်လူစင်းမှာနော်ဟိုအင်တာမီလန်ဘက်မှာဆလို့ချင်းလည်းပဲဒီတိုင်းပဲရန်ဆိုးမားကတော့ဂိုးသမားဖြစ်ပါလာမယ်နောက်တန်းသုံးအောင်နေရာမှာဆိုလို့ကျွန်တော်ဂျာမန်လူငယ်နောက်ခံကစားမလေးဖြစ်သူပိဆက်ပေါ့ဗျာနောက်ပိုင်းမှာတော်တော်ကိုကောင်းလာတဲ့နေရာမှာပါတယ်ပြီးလို့ရှိရင် SRB ရဲ့ ဘတ်စတိုနီယယ်ဆိုပြီးတော့ဆန်နဘတ်၃ယောက်နေရာမှာပါဖို့ရှိတယ်ဝင်းဘက်စ်တီမှာဆိုလို့ချင်းတော့ဒန်ဇယ်ဒန်ဖရီးပြန်ပါဖို့အတွက်အချိန်ကြီးကောင်းပြီလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီတောက်လျှောက်ဆိုသလိုသူအွာကိုပဲသူတို့တုံးနေရတာဟမ်ဘာလဲဒီဒါမီယန်ကိုပဲသူတို့တုံးနေရတာအခုလက်ရှိတော့ဒန်ဖရီးလို့ကစားမမျိုးဝင်းဘက်မှာပြန်ပါပြီးတော့ဟိုဘက်ချက်မှာပတ်တော့ဒီဖက်ဒရီကိုဒီမာကိုပါမယ်ပေါ့နော်ဒါဟာဘာအင်တာမီလန်အတွက်တော့တော်တော်ကိုကောင်းတဲ့တင်မှာကွင်းလယ်၃ယောက်မှာတော့မီခီတာယန်ရဲ့ချက်ကလန်နိုလူရဲ့ပြီးလို့ရှိရင်နီကိုလိုဘာရဲလာရဲ့ပေါ့လေသူတို့ရဲ့အကောင်သွင်းကွင်းလယ်တိုက်စစ်ကလည်း မာကက်စ်တူရန်တို့လော်တာရိုမာရီနက်စ်တို့လိုမျိုးလုံးဝဘယ်လိုပြောမလဲဒီ physical ဘိုင်းရ strong ဖြစ်ပြီးတော့ twin goal နဲ့ပတ်သက်လို့ရှိရင်စိတ်ချရတဲ့ကစားမတွေပေါ့နော် hold up play အရန်ကောင်းတဲ့တိုက်စစ်မှု2ယောက်ပေါ့ဗျာဆိုတော့ဒါကြောင့်ဒီပွဲကတော့တစ်ဖက်က position ကစားတာတအားကောင်းပြီးတော့တစ်ဖက်ကလည်း counter attack နဲ့ direct body ကစားတာတအားကောင်းနေအဲတစ်ဖက်ကလည်းကျွန်တော်တို့နေလူကျုံထောင်ချောက်ဖန်တာတအားနဲ့ပြီးတော့တစ်ဖက်ကလည်း win back ကစားမတွေကပါပါနေနေပြေးထွက်နိုင်တဲ့သူတွေဆိုတော့တော်တော်ကြီးကိုကြည့်လို့ကောင်းပါတခုတော့ရှိရဗျာ အကယ်လို့ဘာစီလိုနာရဲ့နောက်တန်းခံစစ်တွေကကျွန်တော်ဒီ Inter Milan တိုက်စစ်ကစားမတွေကိုဥတည်ပြီးတော့လူကျုံထောင်ချောက်ဖမ်းနေဆိုရင်တော့တော်တော်ကိုခိုင်းရိမ့်မယ်။ဘာလို့လဲဆိုတော့ Inter ကတိုက်စစ်မှုတွေကိုအဓိကဟို target ထားတာမျိုးမဟုတ်ဘဲနဲ့ wing backs တွေကိုအဓိက target ထားပြီးတော့သူတို့ကကစားကြတာ။သူတို့ပြင်တိုက်စစ်မှာကျွန်တော်အနေနဲ့ဒီကစားကွက်တွေပါတယ်တယ်ဆိုလို့ရှိရင်တော့မှ central zone ကနေသူတို့ကအမြဲတမ်းသွားလို့မရှိဘူး။ဒါတော့ central zone မှာရှိတဲ့ဘောလုံးတွေကိုအစွန်မှကြီးကျွန်တော်ပို့တာ။ခုနကပြောတဲ့ Dan Freeze တို့ဒီမာဂိုတို့ထံကိုပို့တာ။ ဆိုတော့တိုက်စစ်မှုတွေစီဘောလုံးရောက်ပြီဆိုတာနဲ့အင်တာအင်တာမီလန်ကမြန်မာဝင်းဘက်စ်တွေသာကြည်ထားတော့ပဲဒီလိုမျိုးဟိုကောင်တွေကဟိုးတက်ပလေးကစားနေတယ်ကွန်းလင်ကောင်ပြန်ချပစ်လိုက်မယ်နော်ပြီးလို့ရှိရင်ကွန်းလင်ကတောင်မန်ကိုပို့လိုက်မယ်ဒိုင်မိုးတွေကျွန်တော်သွားတာဆိုတော့ရီယယ်မက်ထရစ်တို့လိုမျိုးတိုက်စစ်တွေတောင်မှဒီယာဒီမှာဘာစီလိုနာခန်းစစ်ကလူကျုံတောင်ကျောက်တွေပါတယ်အမှန်ကန်ဖမ်းပြပြီးတော့လုံးဝကိုသူတို့ကကြော်ဖြတ်လာတာဆိုတော့အင်တာမီလန်အတွက်ကတော့သူတို့အတွက်ကပေါ့နော်အလောက်ကြီးခင်းရင်းလိမ့်မယ်လို့သူတို့မထင်ဘူးသို့တော်လည်းပဲကျွန်တော်ခုနကပြောသလိုပဲသူတို့ဟာတိုက်စစ်ကိုဥတည်ပြီးတော့ကစားတဲ့ အတင်းဆိုရတဲ့ဝင်းဘက်တွေကိုအများကြီးအပြုတ်ရယ်ဆိုတော့ဘာစီတွက်ကတော့ဒါမထင်မှတ်တဲ့ challenge တွေကြုံလာရနိုင်တဲ့ပွဲမျိုးလည်းဖြစ်သွားနိုင်စွမ်းရှိတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီပွဲကပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာအားသာချက်တွေမတူကြဘူးဆိုတော့တော်တော်ကိုကြည့်လို့ကောင်းမဲ့အခြေအနေမျိုးလို့ကျွန်တော်ပြောတာ။ဆိုနောက်ဆုံးဒီလိုသူတို့နှစ်သင်းရဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်ရရင်လည်းပဲဘာစီကတော့ပေါ့နော် Champions League နောက်ဆုံး6ပွဲမှာ၄ပွဲတည်းသူတို့နိုင်ထားပါဗါတယ်။တပွဲရှုံးပြီးတော့တပွဲတည်းကြာတာတယ်။ နော်ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာတော့သူတို့တပွဲပဲရှုံးထားတယ်5ပွဲကြီးနိုင်ထားပါတယ်။နော်အင်တာမီလန်ကတော့ပြိုင်ပွဲအင်ချန်ပီယံစ်လိနောက်ဆုံး6ပွဲမှာ5ပွဲကြီးနိုင်ထားတယ်တပွဲတည်ကြထားတယ်။ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်တော့2ပွဲပဲသူတို့နိုင်ထားတယ်။အင်တာမီလန်ဟာနောက်ပိုင်းမှာတော်တော်တိုင်ပတ်နေတဲ့ပုံစံပဲနော်။2ပွဲပဲသူတို့နိုင်ထားတယ်ပြိုင်ပွဲစုံမှာ တပွဲတည်ကြပြီးတော့သူတို့၃ပွဲတည်ရှုံးပွဲကြုံထားပါတယ်အင်တာဟာလက်ရှိမှာကျွန်တော်တို့ဟိုနောက်ပိုင်းလေးတွေမှာမထင်မှတ်တဲ့ပွဲတွေရှုံးနေတယ်ဗောနော်အဝေးကွင်းမှာအရင်ဆုံးသွားကစားမှာဆိုတော့အနည်းဆုံးတော့အင်တာဘက်ကတော့အိမ်ကွင်းမှာသူတို့တစ်ခါတစ်ခုခုပြန်ပြီးတော့လုံပြနိုင်စွမ်းရှိမဲ့အခြေအနေမျိုးဗောလေဆိုတော့မော်ရီညိုနဲ့ပက်ကွာရီယိုလာရဲ့လက်ထက်တုန်းကလည်းအင်တာနဲ့ကျွန်တော်တို့ဘာစီလိုနာတို့တွေးခဲ့ဘူးတယ်ဗောနော်မော်ရီတို့ဘာတို့ဒါသူတို့ travel winner တွေဘာတွေဖြစ်တုန်းကကွာရီယိုလာရဲ့ကျွန်တော်အသင်ကိုဖျောက်သွားတာအဲ့ဒီတုန်းကဆိုတော့အဲ့လိုမျိုးသမိုင်းကြောင်းတွေတော့ကျွန်တော်ရှိဘူးတယ် ကျွန်တော်ဒါဟာလက်ရှိအဲ့လိုအခြေအနေမျိုးတွေကိုပြန်ပြီးတော့တွေးရမလားပေါ့ဗျာအခုလက်ရှိနီးပြနှစ်ယောက်ကိုကျွန်တော်ကြည့်တော့လေတယောက်ကလုံးဝ position ဘိတ်နဲ့ကစားပြီးတော့အမှန်ကန်ကစားမားရဲ့ ability တွေကိုကောင်းကောင်းအသုံးချနိုင်တဲ့နီးပြ Hansi Flick မျိုးတစ်ဘက်ကလည်း Simone Inzaghi ကလည်းခံစစ်မှာကြောတယ်เนาะပြီးလို့ရှိရင် physical strength ဖြစ်တဲ့ wing backs တွေကိုအသုံးပြုပြီးတော့ direct body နဲ့ကစားရဲဆိုတဲ့နီးပြမျိုးတော်တော်ကိုကြည့်ကောင်းအောင်ပဲပွဲပါဘာစီအိမ်ဝင်းမှာအရင်အရင်ဆုံးကစားမှာဆိုတော့ ်ဘာစီဘက်ကတော့ကျွန်တော် chance အများကြီးရှိတာပေါ့လေဆိုတော့ internet နဲ့အဝေးခွင့်မှာဘယ်လောက်ထိဒုက္ခပြီးနိုင်မလဲပဲကျွန်တော်ကြည့်ရမယ်ဆိုတော့ညီတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဘယ်လိုပွဲစဉ်ရလဒ်တွေထွက်ပေါ်လာမယ်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကြည့်ဒီများကြီးတင်ပါတယ်